thank you မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူတိုက်ပွဲမှာတိုင်းစစ်ဦးစီးမှုပထမရန်ဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်နဲ့စစ်တုံးပန်းများပြားဖမ်းဆီးရရှိထားပြီးအလံဖြူထောင်းအလင်းဝင်သူများအလွန်များပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တိုက်ပွဲများမှာတိုင်းစစ်ဦးစီးမှုပထမရန်ဂျီဝမ်ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်နဲ့စစ်တုံးပန်းများပြားဖမ်းဆီးရရှိကြောင်း AACE သတင်းအရင်းမြစ်တွေကပြောပါရယ်။မေလ30ရက်နေ့ညနေ3:00ချိန်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်ချင်းရွာနီးစကောင်စီတန် င်အီတို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ရင်းတိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယပုံမူကြီးကျော်လင်းကြိုင်နဲ့စစ်တုံးပန်းအများပြားကိုလက်နက်ခင်းရများနဲ့အတူအီကဖမ်းဆီးရရှိကြောင်း အကြံဖက်စစ်ကောင်စီတပ်တွေကမင်းတပ်တောင်ချင်းရွာမြောက်ဖက်မီတာ600ကွာစစ်မှုလက်မှုတင်နန်းချောင်းကိုအခြေပြုပြီးအေအေကိုထိုးစစ်စနေချင်းဖြစ်ကြောင်းသိရပါရယ်။ကြောက်ပြူမျိုးနဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်မှအများပြားလက်နက်ချအလင်းဝင်နေခြင်းဖန်ဆင်းရရှိသူများလည်းများပြားကြောင်းသိရပါရယ်။ကြောက်ပြူတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ရင်းအထက်ကအတင်းအဓမ္မအမိန်ပေးစီခိုင်းနေပြီမဲ့လေမြေပြင်မှာတိုင်ရင်အလိုက်စိတ်သက်ပြက်ပြားနေပြီးတော့တိုက်ခိုက်လို့စိတ်ကလုံးဝမရှိကြတော့ဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရက်ခတ်တတော်တမ်းမှာအခုရက်ပိုင်းတွင်လက်နက်နဲ့တော့လက်ကောင်လက်နက် က်မဲ့သော၎င်းအလံဖြူထောင်ပြီးအလင်းဝင်ရောက်လာသူတွေစက်တိုက်ရှိနေပါတယ်။ကစင်ကလေးကထွက်ပြေးလွမြောက်နေကြတဲ့ရန်သူတွေကိုလည်းအရခတ်တက်တော်မှနေစင်နေမြဖမ်းဆီးရမိလျက်ရှိပါတယ်။ဒုတိယပုံမူကြီးကျော်လင်းကျိုင်းတိုင်းဦးစီးမှုပထမရန်နဲ့စစ်တုံမှန်းချိုကိုလက်နက်နဲ့တူဖမ်းဆီးရရှိပါတယ်။သူတို့ရဲ့မိခင်တန်ရင်တမတွေကိုစီးစစ်တုံမဲ့ရှိပါသေးတယ်။စစ်တုံမှန်းတွေကတနေရာထဲမှာဖမ်းမိတာမဟုတ်ဘူးလို့အေးအေးတဲ့ရင်းမြစ်တွေကဖော်ပြပါတယ်။ အကြံဖက်စကောင်စီတပ်မှစစ်စင်ရေးကုတ်ကဲသူမလုံလောက်တော့တဲ့အတွက်ပြူဟာမှုနဲ့ဂျီဝန်းနေပါရှိရန်ကိုစစ်စင်ရေးထွက်နေရကြောင်းဒါကြောင့်အေအေထံမှရာလူကြီးအရာရှိများမကြခနဆိုသလိုဖန်စီရရှိနေခြင်းဖြစ်ကြောင်းစီဒီအမ်ဘူကြီးစင်ရောကပြောဆိုပါရီတချို့ကဂျီဝန်းအဆင့်ဆိုပြီးတော့စစ်စင်ရေးလိုက်ရတာမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောနေတဲ့ဂျီဝန်းဆိုတာစေဦးစီးပထမရန်တိုင်းစစ်ဌာနချုပ်တွေမှာရှိတဲ့ဂျီဝန်းဒါကစပေါ်ဒေတာကုတ်ကဲမှုဒေတာကုတ်ကဲစစ်ဌာနချုပ်တွေမှာရှိတဲ့ဂျီဝန်းတွေကတော့စစ်စင်ရေးလိုက်ရတာရှားတယ်ကျွန်တော်တို့ဒီတက်မှတွေချိန်မြန်တက်မှဌာန ချုပ်တွေစစ်စင်ရေးကိုကဲမှုဌာနချုပ်တွေမှာရှိတဲ့ဂျီဝန်တွေကတော့ဖြူဟာမှုလုံလောက်မှုမရှိဘူးဆိုရင်ခိတဖြူမမှုနဲ့ရှေ့တန်းစစ်စင်ရေးလိုက်ရတာရှိပါတယ်စစ်တပ်မှာဖြူဟာမှုတွေလုံလောက်အောင်မခံပေးနိုင်ဘူးတေဆုံနာတို့တန်ရရတာတို့ပြီးရင်ဖမ်းဆီးခံရတာများနေတဲ့အတွက်ဖြူဟာမှုတွေအလင်မီအောင်မခံအံ့နိုင်တဲ့အတင်းထားကုန်လေကျွန်တော်တို့တွေ့ရပါတယ်လို့ဆိုပါတယ်မေလ29ရက်ကရခိုင်ပြည်နယ်ကြားပြည်မြို့နယ်မှာစစ်တပ်နဲ့အေအေတပ်များကြားတိုက်ပွဲဖြစ်ပွားစဉ် MS1 ချင်းမြတ်မှဌာနချုပ်မှနီးဖြူဟာမှုပုံမှုကြီးကျော်မျိုးအောင်ကအေအေရဲ့ပြစ်ခတ်မှုကြောင့်တေဆုံခဲ့တယ်လို့သိ Yamarin, ။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်အာဏာရှင်များတက်ဆိုးမရှိဖို့တော်လိုင်းတိုက်ပွဲအောင်မြင်အောင်ဆက်လက်တိုက်ပွဲဝင်ကြဖို့ KNDF ဒုတိယစေဦးစီးချုပ်မာဝီတိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။စစ်အာဏာရှင်များတက်ဆိုးမရှိဖို့တော်လိုင်းတိုက်ပွဲကိုအောင်မြင်အောင်ချက်ကုတ်ချက်ခင်ဆက်လက်တိုက်ပွဲဝင်ကြဖို့ကင်နီမျိုးသားများကာကွယ်တပ် KNDF ဒုတိယစေဦးစီးချုပ်မာဝီက KNDF တီထောင်စဉ်၄နှစ်ပြည့်နေမှာတရင်စကားပါတိုက်တွန်းလိုက်ပါတယ်။အာဏာသိမ်းစစ်တပ်ကိုလက်နက်ကင်တော်လှန်ဖို့2021မေလ31ရက်နေ့မှာကင်နီအမျိုးသားများကာကွယ်တပ် KNDF ကိုစတင်ဖွဲ့ စီခဲ့တာဖြစ်ပါတယ် ကျွန်တော်တို့မှာအခက်အခဲပေါင်းများစွာဆက်လက်ပြီးဆိုင်ကြဖို့လည်းရှိပါတယ်။ဒါပေမဲ့စစ်အာဏာရှင်တွေတက်ဆိုးရှိနေလို့ကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့ဟာဘယ်တော့မှကောင်းကောင်းမွန်မွန်ငြိမ်ငြိမ်ချမ်း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 သာသာမနေရဘူးဆိုတဲ့အခြေအနေတစ်ခုကိုလည်းကျွန်တော်တို့နှလုံးသားထဲမှာခေါင်းထဲမှာအမြဲရှိနေပုံလိုပါတယ်လို့မဝီကပြောပါတယ်။ဒါကြောင့်တိုက်ပွဲကိုအောင်မြင်အောင်ချက်ကုတ်ချက်ကဲဆက်လက်ပြီးတိုက်ပွဲဝင်သွားကြဖို့လကောင်းကတိုက်တွန်းပါတယ်။ကျွန်တော်တို့အားလုံးတန်ညီလက်ညီနဲ့စူးစမ်းသွားမယ်ဆိုရင်တော့မကြခင်အောင်မြင်မှုပန်းတိုင်းကိုကျွန်တော်တို့ရောက်တော့မှာဖြစ်တယ်လို့ KNDF ဒုတိယစေအုပ်စီချုပ်က၎င်းရဲ့ခံယူချက်ကိုရှင်း င်ပြပါရယ်ဒါအပြင်တော်လန်ခီမှာကြက်ကြက်ခံတောက်ခံပြီးပုံတံလင်းရင်ပုံတံများနဲ့ဆက်လက်လက်နက်ကြီးများနဲ့ကြက်ကြက်ခံပြီးနေက စင်းရဲတံအတွင်းမှာထောက်ပံ့ပေးနေတဲ့ပြည်သူလူထုတရက်လုံးကိုကျေးဇူးမှတ်တမ်းတင်ပြီးဂုဏ်ပြုကြောင်းလဲမာဝီကဆိုပါတယ်လူထုသာမရှိရင်ကျွန်တော်တို့ဒီနေ့ဒီချိန်ဘာမှလုပ်နိုင်မှာမဟုတ်ဘူးအဲဒါကြောင့်မလို့လူထုကိုလည်းဒီနေ့လေးနှစ်ပြည့်မှာအထူးတလဲကျေးဇူးတင်ရှိကြောင်းပြောလူတယ်လို့၎င်းကဆိုပါတယ်အပင်မန်းခံနှင်နာခံစင်းရဲခံအခက်ခဲမျိုးစုံကိုကြံ့ကြံ့ခံပြီးလေးနှစ်တာခရီးအထူးရှောင်လန်းလာတဲ့ရဲဘော်ရဲဘက်ညီကိုညီမများအားလုံးကိုလည်းအတိမတ်ပြုလေးစားကြောင်း၎င်းကဆက်ပြောပါတယ် ိမ်မကြခင်ကာလတွေမှာရောက်ရှိလာတော့မယ့်ကာလတွေမှာကျွန်တော်တို့ဟာလက်ထဲမှာခန်းတွေကင်ထားတာမဟုတ်ဘဲနဲ့ပန်းတွေကင်ထားပြီးတော့ကျွန်တော်တို့တိုင်းပြည်တစ်ခုလူမှုအတိုင်းဝိုင်းသစ်တစ်ခုမှာကျွန်တော်တို့ပြန်ဆောင်ကြမယ်လို့ KNDF ဒုတိယစေဦးစီချုပ်ကသတင်းစကားပါပါတယ်။အာနာသိန်းစစ်တပ်တော်လန်ယာမှာအားကောင်းတဲ့ KNDF အပါဝင် KNDF တပ်ပေါင်းစုကြောင့် KNDF ပြည်နယ်မှာစစ်ကောင်စီရဲ့တပ်မ66ပြုတ်ခဲ့ရပြီးတပ်မမှုများပြောင်းလဲရှိခဲ့ပါတယ်။ဒါအပြင်အရှိန်လေပိုင်းတိုင်းစစ်ဌာနချုပ်ရလာခါမှတိုင်ရင်များပါဝင်တပ်မ55 66 69 99နဲ့20စတဲ့တပ်မများ များစွာကို KNI တပ်ဖွဲ့များကိုစစ်ကောင်စီကအားဖြင့်ခဲ့ရပါတယ်။စစ်ကောင်စီရဲ့လင်းရဲတုံးစီကိုပါပစ်ချထားနိုင်ပြီးတိုက်လေရင်မူပုံမူတန့်ခိုင်မှုကိုပါလည်းရဖမ်းမိခဲ့တဲ့ KNDF မှဗျူဟာကိုကုနဲ့တရင်35ခုတရှိလာပြီးတပ်ဖွဲ့ဝင်အင်အား1000ထက်မနည်းရှိကြောင်းသိရပါတယ်။၄နှစ်ပြည့် KNDF တပ် AATNL နဲ့ MNDA ညီနောင်မဟာမိတ်အုံဖွဲ့ပါဝင်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အဖွဲ့အစည်းများကွန်ပျူတာဝန်လာပေးပို့ခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့တာဆင်ကိုအဖြည့်ပေးလိုက်ပြီဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဝါတန်နဲ့မိုင်းလာအခြေဆိုင် NDAA တို့မှနေပြည်တော်ရှိဝန်တန်းအင်အားများအလုံးပြန်လည်တိစောက်ဖို့အတွက်ကုန်ကျစရိတ်တွေကိုကြံ့ခံမယ်လို့စုံစမ်းသိရှိရကြောင်းပါလာခဲ့ပါတယ်။ဒါကပဲထိုင်းပြည်သူတွေရဲ့ရန်သူဖြစ်သတ်မှတ်ထားတဲ့ဝါတွေကိုအေးအေးယူဖို့တာဆင်ရဲ့ပြောဆိုတာကိုရှင်းလင်းစွာဖြည့်ပေးလိုက်တာဖြစ်ပါတယ်။စေယုစုကပြန်လည်တိစောက်ရေးလုပ်ငန်းများအတွက်ငွေများဘယ်ကရမလဲဆိုတာကိုတဖြည်းဖြည်းနဲ့ရှုံလုံးပေါ်လာပါပြီ။ဂျာတာရင်းဒီမှာမင်းအောင်လိုင်းက၎င်းတို့နဲ့ပလင်းတူဘိုးဆို ခရိုနီတတိုက်ကိုခေါ်တွေ့ပြီးပြန်လဲတိဆောက်ရေးအတွက်ပြောဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာပါပြီ။၎င်းတို့ကငွေကြေးပံ့ပိုးပေးမဲ့ခရိုနီ73ရဲ့အမည်တွေလည်းထွက်ပေါ်လာခဲ့တယ်။အဲ့ဒီထဲမှာစောစောခင်မောင်ရေးဝနာခိုင်ကျော်ဝင်းသိန်းဝင်းစောမောင်ဝင်းခင်ရွှေတို့လည်းပါဝင်လာတယ်။၎င်းတို့ကစေတနာဝန်တန်းလူရန်ချင်းမဟုတ်ဘဲလိုင်စင်နဲ့သွင်းကုန်ပါမဲ့အမျိုးမျိုးရဖို့အကျိုးလိုလိုညောင်ရီတုံးကျင်းတာဖြစ်ပါတယ်။ တကယ်တမ်းမှာအဲ့ဒီငွေတွေကတန်းပြည်အတွက်အခွန်ငွေများဖြစ်တယ်လို့စီးပွားရေးသုတေသီတအုပ်ကထောက်ပြခဲ့ပါတယ်။ဥပမာကားတစ်စီးတင်သွင်းမယ်ဆိုရင်သွင်းကုန်အတွက်အခွန်ဟာနိုင်ငံဖန်တာဖြစ်ရမယ်စာခရိုနီလို့အိတ်ကတ်ထဲကိုတောင်လျှောက်သွားတယ်လို့ဆိုပါတယ်။ဘန်ကောက်မှာကွန်ဒိုကြီးပြိုကျခဲ့မှုအတွက်တာဝန်ရှိကန်ထရိုက်တာကုမ္ပဏီများမှအကြီးအကဲစုစုပေါင်း18ရောင်ရဲစခန်းကိုလာရောက်အဖမ်းခံခဲ့ရတော့လဲမြန်မာပြည်မှာတော့ပန်းပန်လေးရှိနေတဲ့ခရိုနီများထံမှလက်ဖြန့်တောင်းနေရရှာပြီးဖြစ်ပါတယ်။လက်ဖြန့်တောင်းတာကလည်းစကားဖြစ်တာပြောခြင်းဖြစ်ပါတယ်။ထောင်ထဲဝင်မလား၊ငွေတော့ပိုင်လာမလား လို့မေးလိုက်ရုံပဲဖြစ်ပါတယ်။ငွေလိုလားလို့ထောင်ထဲတွင်ထားတဲ့ခရိုနီလိုတော်မှပြန်လွတ်ပေးလာခဲ့ပါတယ်။စင်အုပ်စုရဲ့ညင်ညာချက်မှာပြန်လဲတိဆောက်ရတဲ့ကြံ့ငွေ131.5ဘီလီယံဒေါ်လာ29.8တန်းနဲ့ဒေါ်လာ1.3တန်းရရှိထားတယ်လို့ပါရှိပါတယ်။ဒီငွေတွေကိုနေပြီးတော့အထွက်အထိပ်ပုံအော်သုံးမယ်လို့ယူဆရပါတယ်။ အဲ့ဒီထဲမှာ7ဘီလီယံတုံးပြီး52ထက်မြင့်ပြီးတထက်လင်လီကန်ပါရှိရဲ့ဝန်ထမ်းအရာအဆောင်နှစ်ခုကိုရခင်ခရိုနီများနဲ့ပဲပြန်တိဆောက်သွားမယ်လို့ဆိုနေရတဲ့မိသားစုများအတွက်အိမ်မက်စုများဖြစ်လာပါတော့မယ်။ဒီအဆောင်အတွက်ကုန်ကြစိတ်ကိုဝါနဲ့အန်တီတို့ကကြားခံမှလို့သိရပါဗျ။တောက်တန်းဒီမှာပါရှိလာတဲ့စေအုပ်စုပိုင်းမီဒီယာတွေမှာဝါရိုးရဝတ်စားဝတ်ဆင်ထားသူတအုပ်ကကျန်ငွေ3.3ဘီလီယံကိုမင်းအောင်လိုင်းကိုပေးအပ်နေပုံပါရှိလာပါဗျ။မြည်သူမြွေဝါလို့ဖော်ပြထားခြင်းမရှိပါဘူး။တူရီကန်ဒေတာမှာတော့မွေးရစေဝါထုံးလို့ထပ်ပြီး ော့မြင့်တက်လာပွဲရှိပါတယ်။ကမ္ဘာဘဏ်ကတော့ငလျင်ကြောင့်တိုက်ရိုက်ပျက်စီးမှုတန်ဖိုးကဒေါ်လာ၁၁ဘီလီယံရှိပြီးတမျိုးသားလုံးကုန်ထုတ်လုပ်မှုပမာဏရဲ့၁၄ရာခိုင်နှုန်းခန့်ရှိတယ်လို့ခန့်မှန်းထားပါတယ်။အဲဒီအတွက်စစ်ကောင်စီရဲ့ဒုတိယကောင်ဆောင်စိုးဝင်းကိုယ်တိုင်၎င်းတို့အစိုးတရားမဝင်တဲ့ကုန်ပစ္စည်းတွေကိုတိုးပြီးသိမ်းဆည်းပြီးစနစ်တကျသူလောင်ကလီလန်တင်ပြန်ရောင်းစားဖို့အထီးကွင်းစင်ကြက်မှတ်နေရပြီဖြစ်ပါတယ်။တရားမဝင်ဆိုတာက၎င်းတို့ပါဇက်ထဲမှာရှိနေလို့ကော့တောင်ရှင်နောက်ဘက်မှာလာစင်လို့ကြက် တန်300မှာ1ဘီလီယံတန်ပိုရှိကုန်ပစ္စည်းများကိုစေအုပ်စုပုံမှန်သိမ်းယူလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ အခုအခါ TNL ထိန်းချုပ်ထားတဲ့မြို့ပေါင်း17မြို့ကိုကောင်စီစီစဉ်နေတဲ့နေဆက်ကုံသွေးကိုတရုတ်မှဖိအားပေးတဲ့အနေနဲ့ဆက်ပြီးပိတ်ဆို့ထားစေလို့ TNL ပြောခွင့်ရဗိုလ်မှူးကြီးတာပန်လာကအွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။အဲ့ဒီအတွက်ဆက်သုံးစီများစေဝါများပြက်လက်လာပြီးဖြစ်ပါတယ်။စေယုံစုမှနတ်ဆန်တဲ့မိုင်းတုံမျိုးတွေကို၎င်းတို့ကိုပြန်ပေးဖို့ပြောပေးဖို့တရုတ်ကိုအပူကတ်ထားတယ်လို့သိရပါတယ်။ညီနောင်သုံးဖော်တွေမှနှစ်ဖွဲ့ကတရုတ်ရဲ့ပို့ချနိုင်ခြင်းမှုကိုမတင်မဲ့ပဲအလူးလဲခံနေရချိန်မှာကြံညီနောင်ဖွဲ့ဝင်တုံးဖြစ်တဲ့အရက်ခတ်တက်တော်ကကြောက်ပြူစိတ်ကန်းတဝိုင်းမှာ တမဆက်တက်မှာပြူဟာမှုဘုံမှုကျုပ်ကျော်မျိုးအောင်ကိုစနိုက်ပါနဲ့ပြက်ခတ်ရှင်းနေနိုင်ခဲ့တဲ့ဒီအောင်ပွဲခံနေပြီဖြစ်ပါတယ်။ကြာဖြူကိုဖေဖော်ဝါရီလမှာစတင်ရောက်ရှိလာတဲ့တရုတ်လုံခြုံရေးကော်မတီအုပ်စုမှစစ်တပ်ကိုဒရုန်းအနေနဲ့တိုက်ခိုက်နိုင်အောင်အကူအညီပေးနေကြတယ်လို့ရခိုင်မီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်။တော်လိုင်းတပ်ဖွဲ့များအနေနဲ့တရုတ်ရဲ့ရှင်းနဲ့ထန်းခွေပိုင်လိုက်များအနီးတဝက်မှာခိုင်မာတဆဲထားမယ်ဆိုရင်ဘုံကျဲတိုက်ခိုက်ခံရမယ့်အနေမှာကဲလွတ်နိုင်မယ်လို့ယူဆကြအောင်တရင်မှာဖော်ပြပါရှိပါတယ်ရှင်။